အဓိကငရုတ်တီးကတော့ဒီတမျိုးတည်းဆိုရင်မဆက်ဘူးညီမတို့ကသုံးမျိုးလောက်ဆက်ပြီးတော့သုံးရတာအပူတီးရောအရှည်တီးရောပြီးသွားလို့ရှိရင် color oil တီးရောသုံးမျိုးလုံးဆက်ပြီးသုံးရတာပြီးရင်ညီမလေးတို့ဆိုင်ကစားပြီးသွားရင် customer တွေကဘိုက်မနာရအောင်ပေါ့ညီမလေးတို့ကဒီငရုတ်တီးကိုပြုတ်လိုက်တယ်ပြုတ်ပြီးသွားလို့ရှိရင်ပြန်လှော်တယ်ပြန်လှော်ပြီးတော့မှထောင်းတာရှင်ဟုတ်အဲ့ဒါဆိုလို့ရှိရင်ဒီညီမလေးတို့အစိမ်းစားတာနဲ့ပြုတ်ပြီးမှဒီလိုစားရတဲ့ကြတော့ကွာတယ်အဲ့ညီမကလေသူများဆိုင်မှာသွားစားလို့ရှိရင်လေဆိုင်ရှင်ဟို ကြည့်ရဲအဲဆိုင်ရှင်အရင်နှလှပပလေးဆိုရင်ကိုလေးစားကျင်တယ်ဆိုင်မှာလည်းအဲ့လိုမျိုးပဲအဲညီမတတူးတွေထိုးထားတယ်ဆိုတချို့ကလေးတွေကဟာအမတတူးလေးနဲ့အရင်မိုက်တယ်ဆိုအဲအဲ့လိုမျိုးဆိုမိန်ကလေးတွေအဓိကလာစားကြတာများတယ်ဆိုင်မှာနောက်တစ်ခုပါတော့၄နှစ်၅နှစ်လောက်တော့ကြာပဲဖွင့်ခဲ့တာဟုတ်ဟာဒီနေရာမှာဖွင့်တာကတော့တလားလောက်ပဲရှိတယ်နေရာခဏခဏပြောင်းတော့ customer တွေကတော့လိုက်တော့လိုက်လာကြပါတယ်ဒါမဲ့လောလောဆယ်ကတော့ဒီမှာဖွင့်တာတလားလောက်ပဲရှိသေးတာဆိုတော့လေအဲတချို့ customer အဟောင်းတွေကမသိကြသေးဘူးရှင့် မလေးနမယာမအီဆုမုံတို့ခေါ်ပါရှင်။ဆိုင်နမယာတော့ကြောက်ခီသားပါရှင်။ဟုတ်ညီမလေးတို့ဆိုင်အားမြောက်တကုံမှာဖွင့်လာပါတယ်။36ရက်ကွက်မန္တလေးလမ်းမထိပ်မှာပဲပါရှင်။အဲဆိုင်ဖွင့်လာတော့ညီမတို့က9နှစ်လောက်တော့ရှိပြီ။ဒါပေမဲ့ဒီမန္တလေးလမ်းထိပ်ကိုပြောင်းလာတာတော့တလလောက်ပဲရှိတော့မရှင်။ရေကတော့ဒီဘတ်တလေးဈေးမှာဖွင့်တယ်ပေါ့။မန္တလေးဈေးကနေပြီးတော့အရှိတကုံရောက်သွားတယ်။အရှိတကုံကနေပြီးတော့မှဒီမြောက်တကုံကိုပြန်ရောက်လာတာရှင်။မြောက်တကုံပါတော့၄နှစ်၅နှစ်လောက်တော့ကြာပဲ။ ဖွင့်ခဲ့တာဟုတ်အာဒီနေရာမှာဖွင့်တာကတော့တလားလောက်ပဲရှိတယ်နေရာခဏခဏပြောင်းတော့ customer တွေကတော့လိုက်တော့လိုက်လာကြပါတယ်ဒါမဲ့လောလောဆယ်ကတော့ဒီမှာဖွင့်တာတလားလောက်ပဲရှိသေးတာဆိုတော့လေအာတချို့ customer အဟောင်းတွေကမသိကြသေးဘူးရှင့် ီမှာကျတော့အစ်စ်ပဲဆိုတော့ဟိုတချို့တွေကကျတော့အစ်စ်ဆိုလို့ရှိရင်တိတ်ပြီးတော့မစားချင်ကြတော့ဘလော့ဆဲကတော့နှစ်လသုံးလလောက်ကတော့အချိန်ကတော့ယူရအောင်အရင်ကတော့ကြောက်ဖြူနဲ့ဖွင့်ခဲ့တာတော့ဒီတော်တော်ကြာပြီပေါ့နော်ရှင်းနှင်းကြော်ကြော်လောက်ကြောက်ဖြူသားနဲ့ဖွင့်ခဲ့တာအာ sorry ကြောက်ဖြူနဲ့ဖွင့်ခဲ့တာကြောက်ဖြူသားနဲ့ဖွင့်လိုက်တာကတော့တစ်နှစ်လောက်ပဲရှိရုံပဲဟုတ်အဲဘာလို့လဲဆိုတော့နမေတွေကအရင်မှားကြတာလေဟိုကြောက်ဖြူနဲ့ဒီကြောက်ဖြူနဲ့တူလားဆိုပြီးတော့လေအဲ့လိုမှားကြရင်မတော်ကကိုယ့်ကိုတက်တက်ခွဲပြီးတော့လုတ်လိုက်တာကြောက်ဖြူသားဆိုပြီးတော့ပြန်ပြောင်းလိုက်ပါရှင့်ဟုတ်အဟုတ်စိုင်းမအဓိကကတော့ပင်နေစာတွေပေါ့နော် PG ြီးငါကင်းမော်ပစုံခရုကုံရေပွဲရေခုကုံအဲ့ဒါလည်းကြည့်ရရတယ်နောက်တစ်ခါကျတော့ရခိုင်ဟင်းလေးတွေလည်းရတယ်ရှင်အရခိုင်ဟင်းလေးဆိုလို့ရှိရင်ဆက်ဆက်ပြပြလေးပေါ့နော်အာဂျိုးခတ်သားတို့ပြောလို့ရှိရင်ချင်းဝတ်သားရေဘဲသားပြောလို့ရှိရင်ရေကျက်အဲ့ဒါလည်းအကုန်ရတယ်ရှင်ဟုတ်ရခိုင်စာလေးတွေပေါ့နော်အခရမ်းဒီကျက်တို့ပြောရင်ဒီပထုံးတို့ ောက်ကောက်ညို့တို့ပေါ့နော်ပြီးတော့ချက်ရှိဒီရခိုင်အခေါ်တင်းမွညို့ပေါ့အဲ့ဒါလေးတွေအကုန်ရတယ်အဲဟုတ်တယ်ချင်းဝက်သားဘာတချို့ကမေးတယ်ဟဲ့ချင်းချင်းဝက်သားကဘာလဲပေါ့အချင်းမိနေရလာလားအဲ့ဒါဟုတ်တော့ဟုတ်တယ်ချင်းမိနေရလာတာပေါ့အဲချင်းဝက်သားဆိုတာဟိုညီမတို့တော့ဝက်လိုမျိုးပဲပုပ်ပုပ်တေးတေးအကောင်လေးတယ်သူကချင်းဝက်သားပေါ့စားလို့ကောင်းတယ်ချင်းဝက်သားအဓိကသူကဘာစားကြရလဲဆိုတော့အစီတုံးကိုစားကြတာ အဲတချို့ဒီအသားစားတဲ့သူတော်ချင်းဝက်သားစားရင်အစီတော့မစားကြဘူးအစီကမြန်မာလူတို့စားနေကြဝက်သားပုံစံမျိုးမဟုတ်ဘူးတော်တော်စားလို့ကောင်းတယ်ရှင်ဟုတ်ချင်းဝက်သားကြတော့ရခိုင်လူတော့မချက်ဘူးဘာလို့ရခိုင်လူချက်ကြတိတ်စားလို့မကောင်းတော့လေအဲဗမာချက်ပဲချက်တယ်ရှင်အဓိကငရုတီကတော့ဒီတမျိုးတည်းဆိုရင်မဆက်ဘူးမြန်မာတို့ကသုံးမျိုးလောက်ဆက်ပြီးတော့သုံးရတာအပူတီရောအရှိတီရောပြီးသွားလို့ရှိကလာအော်တီရောသုံးမျိုးလုံးဆက်ပြီးသုံးရတာပြီးရင်မြန်မာလူတို့ဆိုင်ကစားပြီးသွားရင်ကစတမာတွေကဘိုင်းမနာရအောင်ပေါ့မြန်မာလူတို့ကဒီငရုတီကိုပြုတ်လိုက်တယ် ုပြုတ်ပြီးွားလို့ရှိရင်ပြန်လှော်တယ်ပြန်လှော်ပြီးတော့မှထောင်းတာရှင်ဟုတ်အဲ့ဒါဆိုလို့ရှိရင်ဒီညီမလေးတို့အစိမ်းစားတာနဲ့ပြုတ်ပြီးမှဒီလိုစားရတဲ့ကြတော့ကွာတယ်ဟောဆိုင်ကတော့အရင်တော့ဖေဖေတို့ပဲဦးစီးတာဖေဖေပဲဖွင့်တာပေါ့ညီမကတော့တခြားအလုပ်လုပ်တာအခုမှအဖေကလည်းဒီအတက်ကြီးလာတာလေးပါတာပေါ့မလောက်ခိုင်းကျင်တော့အဖေတို့လည်းအဲ့ဒါကြောင့်ညီမပဲခုတ်တာဦးစီးပြီးတော့လုပ်ဖြစ် အဲချက်တက်တာကတော့ချက်တက်တယ်ဒါပေမဲ့ရှိုးတာကခိုင်းခံရမှာဆိုအဲ့ပါအလူတွေပါတွေလောက်ရယ်ကျွန်မချက်တာဒီဆိုင်တွေပါတွေထွက်လို့ရှိရင်အမေအမေပဲချက်တာအမေကမော်မဆိုရင်မဲ့ရခိုင်လက်ရတော့တော်တော်ကျွမ်းတယ်အဲဟုတ်တယ်အဖေကရခိုင်အမေကမော်ရခိုင်မော်ဆက်တာအဲရှိုးတာလက်ရတော့အပေတို့တီးရတော့မကြသေးဘူးမနှစ်ကမနှစ်ကအေးပါဖုန်ကြီးဆုံးကတ်တော့အာညီမကိုယ်တော်ဝင်ချက်တယ်အဲ့တော့မှဟဲ့တဲ့နေရတယ်ဟင်းချက်တတ်တာလားအစီရိုင်းနဲ့ဟိုဟာနဲ့ချက်တာငစီရိုင်းနဲ့ဟိုဟာမွန်ချက်ချက်တာ အစင်ရိုင်းကိုတရက်သီးနဲ့မြန်းများနဲ့ချက်တာဟုတ်အခိုင်းခံရမှာစိုးလို့အေးဝါးရေးချက်တဲ့အခိုင်းခံရပါတလားလေးနေနေတာတလားလေးပဲနေနေတာ အာကျင်းတ်ပါတယ်ဘာလို့ဆိုတော့ညီမအဲ့လိုမျိုး customer နဲ့စကားပြောရတာလို့ပြောရလို့ရှိရင်ကိုလှုပ်လိုက်တဲ့ကိုကျွေးလိုက်တဲ့အရာတခုတခြားသူကစားကောင်းတယ်ကြိုက်တယ်ပီတိဖြစ်တယ်ဆိုညီမလေးဘလို့ဖြစ်ဝမ်းသာတယ်အာတင်တန်းတတ်တယ်အအစားတော့ဒီဆိုင်အမေတို့ဒီအတုပ်ဆိုင်လေးပဲဖွင့်တာအတုပ်ဆိုင်လေးပဲဖွင့်ပြီးတော့မှအအေးတွေပါတင်ကျင်းတယ်ဆိုပြီးတော့ညီမ2020 2021လောက်ကလေးကဒီ အေးတင်တဲ့နေတက်တယ်ပြီးတော့ရှိမီနူးတို့တမျိုးပြီးတမျိုးကိုယ့်အကောပဲစီစီပြီးတော့ထုတ်သွားတာရှင်ဟုတ်ပါအကိုယ်တိုင်မီနူးရှိတယ်ကိုယ်တိုင်မီနူးကညီမကချောကလက်နဲ့စတော်ဘယ်ရီနဲ့လုပ်တာပေါ့အချောကလက်စတော်ဘယ်ရီမစ်ချောကလက်ပေါ့အစတော်ဘယ်ရီအနှစ်လေးရယ်ပြီးတော့ရှိနို့ရယ်ချောကလက်အနှစ်လေးရယ်အဲ့ဒါလေးနဲ့လုပ်တာပြီးသွားရင်ချောကလက်သီးဆုံးရေခဲတုပ်ပေါ့စိုင်းတော်တော်များများမှာတော့ရေခဲတုပ်ကဈေးနဲ့ရရယ်ပြီးတော့ရှိရယ် အာတစ်ခွက်နဲ့ရတယ်နှစ်မျိုးပဲရတာပေါ့ညီမဆိုင်မှာကြတော့ချောကလက်အနှစ်နဲ့လေးစားလို့ရတယ်ရှင့်အဲညီမအရင်ကလေးကအဲ့လိုမျိုးအာကိုယ့်အောင်လှလှပပနေရတာသဘောကျတယ်အခုဒီအလုပ်လုံးမှာပေါ့နော်အရင်ကရုံးမိုင်းအလုပ်လုပ်လို့ရှိခြေသေးရှိလက်သေးရှိထားပြီးတော့အဲ့လိုစမက်ကြကြသွားလာတာပေါ့အဲဒီမှာရှိနေလို့မျိုးပဲအဲညီမကလေသူများဆိုင်မှာသွားစားလို့ရှိရင်လေဆိုင်ရှင်ကိုကြည့်တယ်အဲဆိုင်ရှင်အရင်လှလှပပလေးဆိုရင်ကိုလေးစားခြင်းတယ်အဲ အဓိကကောင်လေးတွေဆိုတာတဲ့ကောင်မတချို့ကောင်မညီမလေးတွေဆိုလို့ရှိရင်ဘင်းကလေးချင်းချင်းအရင်တဘောကြတာအဲကောင်မလေးတွေချောချောလန့်လန့်လေးတွေကောင်လေးတွေအဲ့လိုမျိုးချောချောလန့်လန့်လေးတွေတွေ့ပြီးတော့လိုက်ကြည့်တာတဲ့ကောင်မလေးတွေလိုက်ကြည့်တာပို့ပြီးတော့တဘောကြတယ်အဲ့လိုမျိုးဒီဆိုင်မှာလည်းအဲ့လိုမျိုးပဲအဲညီမတတူးတွေထိုးထားတယ်ဆိုတချို့ကလေးတွေကဟာအမတတူးလေးနဲ့အရင်မိုက်တယ်ဆိုအဲအဲ့လိုမျိုးဆိုဘင်းကလေးတွေအဓိကလာစားကြတာများတယ်ဆိုင်မှာဟုတ်တယ်ဟုတ်တယ်ကတ်စတာဘာလို့လဲဆဲဆောင်တွေတပြိုပဲဟုတ်ကြိုက်တယ် ။တူကထိုးရတော့ဝါသနာပါတယ်အရင်ကလေးကဟုတ်ဟုတ်တယ်။အကောင်လုံးနိုင်နေနဲ့ပြချက်တာလေးရတယ်အိကုကိစ္စလေးရတယ်ဘာလာလာအကုန်ရတယ်။တချို့အမျိုးသမီးလေးတွေဆိုရှိရယ်အရန်စမတ်ကြတဲ့အမျိုးသမီးလေးတွေရှိရယ်အဲတချို့ကြတော့ကြည့်ပြီးကြည့်ပြီးဟာခြေသေးခြေလက်သေးခြေတဲ့အမှုကစားမနိုင်နေတာတော့အဲ့လိုမျိုးတွေအထင်တက်တာတွေရှိရယ်အမှန်တော့အဲ့လိုမျိုးတွေကမှားတယ်တချို့အမျိုးသမီးတွေကကိုယ့်ကိုယ်ကိုပဲကိုယ့်ကိုယ်ကိုလေးလှောက်အောင်နေတယ်တခြားဗတ်စုံတော်တဲ့အမျိုးသမီးလေးတွေအများကြီးရှိရယ်အရှင်ဟုတ် ဟုတ်ကဲ့ပါညီမလေးတို့ကြောက်ဖြူသားကိုပေါ့နော်ဒါမစားသုံးမှုပေးတဲ့ customer တွေရောတခြားမိဟောင်းမိတ်ပစ် customer လေးတွေကိုအများကြီးဖိတ်ခေါ်ပါရစေ။ဒါရောက်သုံးဆောင်ပေးဖို့လည်းဖိတ်ခေါ်ပါရစေ။ဈေးနှုန်းလေးရတော့ဈေးမများပါဘူးညီမလေးတို့ကဒီ spinner အစုံတုပ်ဆိုလို့ရှိရင်တပွဲကမှတပေါင်းပဲ ထားပါရယ်။အဲဒီတတောင်းမှာဆိုလို့ရှိရင်ပြည်ချင်းကားကင်းမော်ပစုံခရုကုံရေပွဲရေပွဲတော့မပါဘူးရေခုပါရယ်၆မျိုးပါရယ်ပေါ့နော်။အဲ့ဒါမှာတတောင်းမဲ့ကြပါမယ်။တခြားပင်နေစားတမျိုးနဲ့စားချင်နေရတယ်။အဲပြည်ချင်းကားကင်းမော်ပစုံခရုကုံပေါ့။ဒါလေးဆိုတပွဲဟိုမှာ9500ပဲရှိမယ်။အရွယ်တုတ်တွေပါတယ်ဆိုရင်တပွဲဟိုမှာ2500ပဲကြပါမယ်။ဖေဖေတို့ခေတ်ကကြတော့ဒီကြံခဲ့တဲ့9နှစ်ရှင်းနေကတော့ပင်နေစားအစုံလုံးတပွဲမှာ9000ပဲ။ အဲဒီပင်လယ်စာရိုးရိုးပင်လယ်စာဆိုရင်တပွဲမှာအာ1500ပဲရောင်းလာဆိုတော့လေပြီးသွားလို့ရှိရင်အရွယ်တုတ်တွေပါလို့ဆိုတပွဲ900အဲမုတ်တီဆိုလေတပွဲ900ပေါ့အဲဘောကကြတော့ကုံစင်းလုံးတက်တာတွေရောပါတွေရောဆိုတော့ဈေးနည်းနည်းလေးတိုးလိုက်တာပဲရှိတယ်ဟုတ်အာဟုတ်ကဲ့ဒလီချိတ်ထားပါလလုံးဆက်ကတော့ဒလီကအရှိတကုံမြောက်တကုံနှစ်မျိုးပဲရအောင်မယ်ရှိအဖူပန်နာနဲ့တော့ချိတ်ထားသေးရပါတော့အဲညီမဘက်ကအချက်လက်လေးတွေပို့တော့မစုံသေးတဲ့ခါကျတော့ဖူပန်နာကဆက်လာမချသေးရပဲရှိတယ်ဟုတ်အာဟုတ်ကဲ့ဖုန်းနံပါတ်လေးနဲ့ချိန်မှထားလို့ရတယ်ရှိဖုန်းနံပါတ်က၄၃၃၅၁၅၁၄ကိုပါရှင်ညီမလေးတို့ဆိုင်ဖုန်းနံပါတ်ပါ ါအဆိုင်ရှာမတွေ့တာပဲဖြစ်ဖြစ်ကြိုပြီးတော့မှားထားခြင်းသာဖြစ်ဖြစ်ဆိုင်ရောကုန်းဆက်ပြီးတော့မှားထားလို့ရပါတယ်ရှင်ဟုတ်အာဟုတ်ကဲ့ရှင်အဆိုင်နှိမ့်စာညီမလေးတို့ကမြောက်တကုံ36ရက်ကွက်အာမန္တလေးမီပွိုင်းထိတ်နားလေးတင်မယ်ရှင်ဟုတ်